ဟာလုံးမင်္ဂလာပါရှင်ဒီနေ့တော့ကျမကအိမ်မှာကမွန်ချင်ရဲ့ကိုဆက်ဆက်လေးကြောစားပြပါတယ်ကမွန်ချင်ရဲ့ကြောကမဇုံလေးနဲ့ကြောရင်ပို့ပြီးတော့ live ဖြစ်ပေမဲ့ဒီနေ့တော့ကျမကအတူကိုငါးဦးလေးနဲ့ကြောစားပြပါတယ်ငါးဦးလေးနဲ့ကြောစားလိုက်တော့လေအရသာလေးကတမျိုးလေးနဲ့စားလို့ရန်ကောင်းပါလေရှင်ဟင်းချက်ဖို့အတွက်စက်တုံလေးနှလုံးကိုလည်းပပလှထားလိုက်ပါမယ်။စက်တုံဖြူကြည်လင်းငါးမွားကိုလည်း တည်တည်လည်ထားလိုက်ပါမယ်ရှင်။ဒါလေးတွေကတော့ဟင်းချက်ဖို့အတွက်ပါဝင်ပစ္စည်းလေးတွေပါရှင်။ငဖားမဥကိုစာစနွင်လေးနဲ့ပြုတ်ထားပါတယ်ပါ။ဒီတော့ جماعه ကဆက်ဆက်လေးစာကျင်တဲ့တကြောင်လို့ငွေသူစင်းကိုတော့မြန်မြန်လေးခုလိုမျိုးညှက်ထားလိုက်ပါတယ်။ဒါကတော့အစင်းသိမ့်လေးထားတဲ့ချက်တုံဖြူချက်တုံနီနဲ့ စဉ်းစားမြပြီလို့ပဲဖြစ်ပါတယ်။ဒါကတော့ရေးစီပြီးတော့အစင်သင်တင်ထားတဲ့ကမွန်ချင်းရပါရှင်။ဒါဆိုရင်ကျမတို့စားချက်ဖို့အတွက်ဥရေကိုစီးထည့်ပါမယ်။စီပူလာပြီဆိုတာနဲ့အရင်အူဆုံးစဉ်းစားမြပြီလို့ထည့်ပါမယ်ရှင်။စင်းစားငပိထည့်ပြပါလို့ရှိရင်တော့စီရဲ့အပူချိန်လေးနဲ့ပဲငပိတွေကိုအားလုံးခြေထားတဲ့အထိအောင်ခြေထားပေးပါမယ်။အနက်လေးမှုလာတဲ့အထိပေါ့နော်။ ။မြပီးတွေအားလုံးကြည်သွားပြီးတော့အနံလေးကွေးလာပြီဆိုရင်တော့စင်ရဲမုတ်ထည့်ပါမယ်ရှင်။စင်ရဲမုတ်ထည့်ပြီးတော့ရင်တော့ချက်တော့နီလီထာနာလေးထည့်ပါမယ်။ချက်တော့နီကိုတော့အတော်လေးနွမ်းပြီးတော့အနံလေးကွေးလာတဲ့ထီအောင်စီသက်ပြသွားပေးပါမယ်ရှင်။ကျက်တော်นี่လည်းအတော်လေးနှမ်းပြီးတော့အနံလေးငွေးလိုက်ရင်တော့ကျက်တော်အဖြူထည့်ပါမယ်။ ချက်တော်ဖြူနယ်နေကိုလည်းတော်တော်လေးမှုလာတဲ့ထီအောင်စီတဲ့ပြီးပြီဆိုရင်တော့မြူတီဟင်ချမ်းမုတ်ကိုထမင်းစားစွန်းနဲ့တစုံစွကြောထည့်လိုက်ပါမယ်ပြီးတော့ရင်တော့ငါးဥပုထည့်ပြီးတော့ခဏလောက်မှုကြောပြလိုက်ပါမယ်ရှင်ငါဥထက်ပြီလို့တမင်းနဲ့လောင်းမှုကြောပြီးသွားပြီဆိုရင်တော့မြေဥသိစိမ့်ထက်ပါမယ် ။ Healthy စိတ်ကိုလည်းအစိမ့်နဲ့လေးပျောက်ပြီးတော့အနံ့လေးမွေးလာတဲ့ထိအောင်ကြိုးပမ်းပါမယ်ရှင်။မယုတ်ဒီအစိမ့်နဲ့လေးပျောက်ပြီးတော့အနံ့လေးမွေးလာပြီဆိုရင်တော့နောက်ဆုံးကြမှာကမုတ်ချေရည်တွေကိုထည့်ပါမယ်။ပြီးတော့ရင်တော့အရသာအတွက်စားနေ 10မိနစ်လောက်တည်သွားပြီးရင်တော့ဖုန်းလေးဖွင့်ကြည့်လိုက်ပါမယ်ရှင်အခုဆိုရင်ကမွန်ဆွေရလေးရဲ့နွမ်းနေပါပြီအားလုံးတမတော်အောင်လို့အထက်အောင်လေးမူတွေးလိုက်ပါမယ်ကမွန်ဆွေရကအနုမြန်နေတော့ကြောင့်မလို့အရင်ကြီးကြာကြီးကြော်ကြာမလို့ပါဘူးရှင်10မိနစ်9မိနစ်လောက်ကိုကြုပ်ပြီးပြီဆိုရင်တော့ရပါပြီနော်ပြီးတော့ဒီကမွန်ချင်းရဲ့ကြော်လေးကဘယ်ချင်းမဲကြော်စားကြော်စားဂရင်းမင်းကြီးတဲ့ဟဲ့တစ်ခွက်ပဲဖြစ်ပါလေရှင် ပြီးတော့ကြောင်းရဲ့နေရာမှာကိုကနည်းနည်းဆွဆူလေးစားခြင်းလားချောက်ချောက်လေးစားခြင်းလားပေါ့နော်ဆွဆူလေးစားခြင်းနဲ့ဆိုလို့ရှိရင်လည်းတင်းတင်းထားလေးဆိုရင်ရပါပြီကျွမ်းကတော့တအားကြီးလည်းမဆူတအားကြီးလည်းမချောက်တဲ့အနေထားလေးပေါ့နော်အခုလိုနေထားလို့ဆိုရင်တော့အရသာလေးမြကြည့်လိုက်ပါမယ်အရသာလည်းကိုယ်စီချက်ဖြစ်ပြီဆိုရင်တော့ရပါပြီရှင်ဆွေရင်တော့အရသာချင်းချင်းဆက်ဆက်လေးနဲ့စားလို့အရင်ကောင်းတဲ့ကောင်းမွန်ချင်ရဲ့ကြော်လေးကတော့စားဖို့အဆင်နဲ့ဖြစ်နေပါပြီရှင်။ 乌龟乌龟，我上次去比赛的时候，你也是在做潜水比赛的。那场比赛乌龟乌龟，我来帮你做一下吧，我来。